โอเคအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုသင်ပေးချင်တာကကျွန်တော်ရဲ့ဖုန်းဟာဘယ်သူမှဖွင့်လို့မရအောင်ကိုယ့်ကိုလုံခြုံရဲ့လုံဒီဗီဒီယိုသင်ပေးမှာဖြစ်ပါတယ်ဘယ်လိုလုံခြုံရလဲဆိုရင်တော့ကျွန်တော်ပုံမှန်အဖြစ်ကျွန်တော် Facebook ကိုလုံခြုံလုပ်ချင်လို့ဆိုရင်တော့တချို့ကတော့ပိတ်နှံပါနေလောက်ကြတယ်တချို့ကဒီလက်ချောင်းနဲ့လောက်ကြတယ်ဒီနေ့ကကျွန်တော်ကိုယ့်ရဲ့ဖုန်းကိုဘယ်သူဝါဘက်ကကန်ပိတ်နှံပါပဲထက်ထက်ထက်လို့မရအောင်တော့ပြီး ကိုဒီ let ချင်းလည်းပဲထက်ထက်ထက်လို့မရအောင်ကျွန်တော်ခုဒီကျွန်တော်ဖုန်းကိုဒီလို gain line ယူနေ coin မျက်နှာပြင်နဲ့ jai bimas လုံရှင်လုံးဒီကိုဒီဒီမှာ channel ပေးမှာဖြစ်ပါလေဘေလိုစစ်တင်မြောက်မှာတွိုင်းမှာကျွန်တော်ကိုရဲ့ဖုန်းကိုဒီလို gain ယူနေကိုရဲ့လုံချွေရဲ့ security ကိုတို့ဖွင့်ပေးမှာဖြစ်ပါလေဒီလိုလုံးဒီကိုကျွန်တော်ဒီဒီမှာမြောက်ပေးမှာဖြစ်ပါလေတချို့ကတိပတာဖြစ်ပြီးတချို့မတည်တူတွဲကျွန်တော်ကဒီဒီမှာ channel ပေးမှာဖြစ်ပါလေဥပမာတချို့ကကိုရဲ့ phone လုံချွေးလုံးမယ်ဆိုရင်တော့ပိတ်နှံပါနဲ့တချို့ကဥမာပိတ်နှံပါဆယ်လုံးလားရှစ်လုံးလားဆယ်သုံးလုံးလားအဲ့လိုပုံစံလောက်ကြပါတယ်တချို့ကဒီလက်လက်ချောင်းနဲ့ပြဖြစ်ဒီလက်မနဲ့ပြတချို့ကလုံးတော့မထူကြပါဘူးဒီနေ့ကကျွန်တော်မျှောက်ပေးမှာကကိုဖုန်းကိုလိုကန်ယူနေတူအော်တိုမက်တီတူအကွာလက်ချစ်ဆံမလို့ဘူးပိတ်နှံပါလက်ရက်ချစ်ဆံမလို့ဘူးနောက်ပြီးလက်ချစ်ဆံမလို့ဘူးအဲ့လိုကျွန်တော်ဖုန်းကိုမျက်နှာပြဲလို့ပြယူနေကျွန်တော်ရဲ့ နုံချုံရဲ့ phone script တွေတော့ဖွင့်ပြမှာဖြစ်ပါတယ်ဒီသုံးဒီကိုကျွန်တော်တို့စတိတ်မှာလောလောရမယ်ဆိုတာဒီမြာဒီဗီဒီယိုမှာ teacher ဆင်ပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါနော်ကျွန်တော်ဒီလိုလောက်ဖို့တက်ကျွန်တော်ဟို phone setting ထဲမှာဝင်ရမှာဖြစ်ပါတယ်နော်အဲ့မှာ setting တစ်ချက်နဲ့ပြလိုက်ပါ okay ကျွန်တော်စတင်ထည့်ရောက်ပြီဆိုရင်တော့ဒီမှာအဲ့မှာ password and um, biometry ဆိုတာကိုကျွန်တော်လက်ပြမှာဖြစ်ပါတယ် passport and biometry ဆိုတာအဲ့ညာတစ်ချက်နဲ့ပြလိုက်ပါဒီညာနော် okay ဒီညာရောက်ပြီဆိုရင်ကျွန်တော်အဲ့မှာ face okay ဒီညာမှာရောက်ပြီဆိုရင်ကျွန်တော်ကဒီအပေါ်မှာဆိုရင်တော့ကျွန်တော် ပိန်နံပါနဲ့ထဲရဖြစ်ပါလော့စကင်ပတ်စဝတ်ဆိုပိန်နံပါနဲ့ထဲရဖြစ်ပါတယ် no privacy and passport ဆိုလည်းကျလို့နံပါတ်နဲ့ရချိပြရဖြစ်ပါတယ်နောက်ပြီးဒီမှာက finger prints လာကကျွန်တော်ဟာ net channel tip ရမှာဖြစ်ပါတယ်နောက်ပြီးဒီအောက်ဆုံးမှာဆိုကျွန်တော်ကခွင့်မြင်တာ ਨੇ ကျွန်တော်မြင်တာ ਨੇ ကိုယ့်ရဲ့လုံခြုံရေး security point touch point touch နဲ့တက်ကျွန်တော်က i in just face နဲ့တက်ချင်ပေးပါ အဲ့ဒီမှာကိုယ့်ရဲ့ passport ပေါ့မဟုတ် Okay ဒါဆိုရင်အဲ့မှာကျွန်တော်မျက်နှာတွားရိုက်နေပြီနော်โอเคဒါဆိုရင်ကျွန်တော်အမှ tax နှိပ်ပြလိုက်ပါโอเคဒါဆိုရင်ကျွန်တော်အခုကျွန်တော်မျက်နှာပြင်လဲလုပ်ပြီဆိုတော့သူကကျွန်တော်ဖုန်းကိုတော်တော်ကန်ပေးယူမယ်ကျွန်တော် ကျွန်တော်ဖုန်းလုံချုံရဲ့ဟာ passport ခံထားတာတော့သူတို့အတူတူဖွင့်ထားမှာဖြစ်ပါတယ်ကျွန်တော်မျက်နှာပြယူမယ်ကျွန်တော်ဖုန်းကိုဒီတော့အဲ့လိုမျက်နှာပြယူမယ်လို့ဆိုရင်တော့ကျွန်တော် automatic ဖွင့်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကလည်းနဲ့ဒီ let channel နဲ့ဆက်လက်မှာဘို့ပင်နံပါတ်ရိုက်ချက်ဆက်မှာပါဘို့ကျွန်တော် let channel လို့ဒီဖိနေဘေကကန်ဒီဖိနေဘေကကန်ကျွန်တော်လို့လုပ်ပြလိုက်ယူမယ်သူကဖွင့်ပေးတော့မှာဖြစ်ပါတယ်โอเคအလုံးစင်ပြကြပါစေเนาะ